မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှကျူဆူလိုက်ပါရရှင်ယခုချိန်မှစပါပြီးစွန်လ16ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တဲ့မနက်ခင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမရှင်ပထမဆုံးတရင်အနေနဲ့တရချောင်းတွင်ရေချိုးနေသည့်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှတအူးသိဆုံး တနင်္လာရီတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိဆိုတဲ့သတင်းပဲဖြစ်ပါရခြင်းတနင်္လာရီတိုင်းတရချောင်းမြို့နယ်တွင်ရေချိုးနေတဲ့အစံဘက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံချဲတိုက်ခိုက်ရာစစ်တပ်ဘက်မှတူသိဆုံးခဲ့ကြောင်းတောင်ညင်အောင်ဒရုန်းတပ်ဖွဲ့ PPDF ကပြောဆိုသည်မေလ29ရက်နေ့တွင်တရချောင်းမြို့မှအစံဘက်စစ်တပ်ဝင်းဝါစခန်းတို့အင်အားတူရန်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သား80ခန်းမှစစ်ကြောင်းသည်ပြင်းပြသောဘုံကြီးကျောင်း၌တပ်ဆွဲရေချိုးနေစဉ်တော်လင်တပ်ဖွဲ့များကဒရုန်းဖြင့်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် ည်။ရှင်းတက်ခိုင်မှုတွင်အချမ်းပတ်စစ်ကောင်စီတပ်သားတို့သေဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထွန်းလင်းတပ်ဖွဲ့များကတိုက်ပွဲဖြစ်ပွားရာနေရာကိုအနေဖြင့်ရှင်းလင်းရင်ပြုလုပ်စဉ်စစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ခိုက်မှုကိုအမှတ်၁၈တလေဒရုန်းတရင် DSDNI T5 ဝင်နဲ့တောင်ညင်အောင်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လင်းတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ထို့ပြင်တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသောအစံဘက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းဘူခင်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှမ်းကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည်ဇွန်လ18ရက်နေ့မော်လင်တနိုင်ခန့်တွင်အကြမ်းဖက်စစ်တပ်၏996တရင်မှထွက်လာသောအင်အားတရာကျော်ပါစစ်ကြောင်းကိုထော်လင်းတပ်ဖွဲ့များကရှမ်းပူကြီးရွာတရားကြီးအနီးအရောက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိသောလေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည် စစ်ခွေးထိခိုက်သေးဆုံးမှုကိုကျွန်တော်တို့ဆက်လက်ဆုံဆန်းနေပါတယ်စစ်ခွေးတွေထိခိုက်မှုရှိပေမယ့်အရေးအတွက်ကိုတော့အတိမပြုံနိုင်သေးပါဘူးကျွန်တော်တို့ share board တွေတော့အထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဘုခင်တပ်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုဘုခရင်တပ်ဖွဲ့ KNL တရင်စတဲ့ဘိတ်ပကဖအဖွဲ့နဲ့ပကဖစုံသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်။ဆလဘီရေကြီးအမြောက်တက်344တိုက်ပွဲတွင်ရက်ကြီးပြည်သူစစ်များမှရှေ့တန်းပူဆောင်နေပြီးတိုက်စုံမှုအများပြားနေဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်ဆန်းရွာအမြောက်တက်344တွင်တိုက်ပွဲပြင်းထန်နေပြီးအင်အားလိုအပ်ချက်ကြောင့်စစ်ကောင်စီကရက်ွက်နှင့်ခြေရွာလုံးကျွင်းပြည်သူစစ်များကိုပါရှေ့တန်းပူဆောင်နေကြောင်းသိရသည်။ ရက်တို့စစ်တင်နှံပေပြီးတင်နှံစင်ထားတဲ့ရက်ကြီးလွန်ကျင်းပြည်သူစင်များကိုအမတ344တိုက်ပွဲသို့ပို့ဆောင်ထားတဲ့အတွက်တိုက်စုံမှုများပြားနေပြီးရှိကြီးမျိုးပေါ်သို့အလောင်းများပြန်လည်တည်ယူလာကြောင်းဒေသခံများထံမှသိရသည်။ တေရာကစစ်မှုထမ်းဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူးပြည်သူစစ်ရွာလုံးကျုံရေးဆိုပြီးခေါ်တာတာတင်နန်းခုနှစ်ရက်ပဲတက်ခဲ့ရတယ်လာတကျူတော့344နဲ့ဝေးတဲ့မြို့ပေါ်ကလူတွေတည်ရင်တကျူတဲ့နေရာမှာလာတကျူသွားတယ်ဟုရှေးကြီးမြို့ကန်တူက ERA Time ကိုပြောသည်ပြီးခဲ့သည့်ဇွန်လ15ရက်နေ့ကအမတ်တ344တိုက်ပွဲတွင်ပြည်သူစစ်ရက်တို9ရက်တင်နန်းပေးပြီးပို့ဆောင်ခံထားရသည့်ရှေးကြီးမြို့နဲ့ရှုံးလုံးကျေးရွာအုပ်စုမှပြည်သူစစ်ကိုကျော်မြင့်ကောင်းကိုဒရုန်းပုံထိမှန်ရေးတည်ဆုံသွားကြောင်းသိရသည်စစ်ကောင်စီကပြည်သူစစ်ကိုကျော်မြင့် ညင်နှင့်အချားလောင်းများကိုကာတုံးစီနှင့်တည်ဆောင်လာပြီးတောင်လေတုတ်တန်တွင်ရှမန်နှင့်ဆွန်လာနေလေပိုင်းကတကြိုခဲ့ကြောင်းသိရှိရသည်စစ်ကောင်စီသည်ရက်တို့ပြည်သူစစ်တနန်ပေကခေါ်ဆောင်ခံရသူများကိုလည်းရှိကြည့်မျိုးအနီးတုတ်တန်ထိတည်ဆောင်ကအမိန်ပြန်တမ်းများဖြင့်လမ်းရောက်တကြိုသွားခြင်းဖြစ်ကြောင်းသိရသည် စစ်သားတွေကအရာရှိတွေပါရှုံးလုံးကြောင်းမှနိုင်ပြီးတဲ့အထိနေသွားတယ်ဟုဒေသခံကဆက်လက်ပြောကြားသည်။ပြီးခဲ့သည့်ဇွန်လ17ရက်နေ့ညနေပိုင်းကအမတ်344ရင်းစစ်ကောင်စီနှင့်တုံလင်းပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အထိနာပြီးကျုံပြိုမြို့တိတက်ဆုပ်ပြေးမှုများရှိခဲ့သည်။စစ်ကောင်စီကအမတ်344မကြာစီရင်ရှိကြီးနှင့်ကျုံပြိုခလိုင်ရ36တို့မှထုံထုံအင်အားများဖြင့်ရတုစစ်တင်နံပေးပြည်သူစစ်များနှင့်စစ်မှုရန်တင်နံစစ်များကိုစစ်ကူပေးပို့ခဲ့ကြောင်းသတင်းရင်းမြစ်များထံ မ်းမှသိရသည်ရှိကုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပါကဲမြို့ရင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်စစ်တပ်ဘက်မှပုံမှုဖြိုးဆော်တဲ့အပဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးဆွဲတဲ့တွင်ဖြစ်ပါရယ်။ကချင်ပြည်နယ်ပါကဲမြို့ရင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှပုံမှုဖြိုးဆော်တဲ့အပဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်း KYA စစ်ရေးတရင်ရှင်မြင့်ကရှင်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်။ ရှမန်နေဇွန်လ18ရက်နေ့တွင်ဖောင်ကန့်မြို့၌တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီးမှော်စီစာဖျားကုန်းနှင့်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်တပ်မ33လောက်ကံကန်စီပြူဟာအထိုင်စကန်မှာ G2 အဆင့်ပုံမှုဖြိုးစော်တဲ့စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။ဒီကနေ့တိုက်ပွဲမှာတပ်မ33လောက်ကံကန်စီပြူဟာအထိုင်စကန်ကနေ G2 အဆင့်ရှိတဲ့ပုံမှုဖြိုးစော်တဲ့စစ်ကွေး20ကောင်သေဆုံးတယ်လို့အတည်ပြုနိုင် င်ခဲ့ပါတယ်ဟု KNY စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်ထို့ပြင်ဖောက်ကက်မော်ဝမ်လေးရွာဘုရားကျောင်းနှင့်တက်ဆွဲထားတဲ့အစံဘတ်စစ်တပ်ကိုလည်း KNY နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှမော်ဝမ်လေးကြီးရွာတို့မကြသေးခင်ရမှစစ်ကြောင်းထုတ်ဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်ကြောင်းလက်တလုံးမော်ဝမ်လေးနှင့်မော်ဝမ်ကြီးရှိပြည်သူများစစ်ဘေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများထံမှသိရသည် နှလုံးစေတော့ဖားကက်မှာနှစ်နေရာတိုက်ပွဲပြင်းထန်နေတဲ့ဒီမိုကောင်ခြေဆိုင်အမှတ်3ခြေလင်တက်မှာအဲ့ဒီစစ်ကြောင်းကဖားကန်ရောက်လာကြတဲ့ကတက်မဟာမှုဘုံမှုချုပ်စောလက်ဦးဆောင်နေစစ်ကြောင်းရောက်လာကြတဲ့ကအဲ့ဒီစစ်ကြောင်းကဖားကန်ပြည်သူအယောက်30ကျော်ကိုနှိပ်ဆက်တပ်ဖြတ်ထားပြီးနှလုံးစေဖားကန်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်။အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကဖားကန်ကကြောက်စိမ့်လောက်ကကမ္ဘာတွေမီရှူတွေပြည်သူကိုတပ်ဖြတ်တဲ့အကြမ်းဖက်မှုတွေနေတိုင်းလှုံ့ဆော်နေတယ်ဟု KAI စီရေးတရင်ရှင်မြတ်ကပြောကြားသည်။အကြမ်းဖက်စစ်တိုက်မိုးကောင်ခြေဆိုင်အမှတ်3 ်ခြေလင်တက်မမစစ်ကြောင်းကဘာကဲမြို့သို့မေလာနောင်ပိုင်းကလေးကစတင်စစ်ကြောင်းထူလာခြင်းဖြစ်ပြီးရခုအခါရက်20နေပါရှိနေပြီဖြစ်ကနေတိုင်းနေပါတိုက်ပွဲများဖြစ်ပွားနေသည်ဆက်လက်ပြီးကျုံတူးမြို့မှကြေးရွာများကိုစစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်ကရင်ပြည်နယ်ကျုံတို့မြို့မှကြေးရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခိုက်ရာ စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်းဆွမ်းလွခွန်လန်းပြန်လွန်စစ်ကြောင်းမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ဆွမ်းလ14ရက်နေ့တွင်ကျုံတို့မြို့မှတဆင့်နွားချံကုန်းရွာနှင့်အင်းကြီးရွာတို့အစံဘက်စစ်တပ်တမ44နှင့်တမ55မှစစ်ကောင်စီတပ်သားများပါဝင်သောပူးပေါင်းစစ်ကြောင်းသည်အင်အား150ခန့်မြင့်လက်နက်ကြီးဒရုန်းများပါယူဆောင်လာပြီးစစ်ကြောင်းတိုးလာခဲ့ကြောင်းသိရှိရသည်ထို့အစံဘက်စစ်တပ်စစ်ကြောင်းကိုပြန်လွန်စစ်ကြောင်းနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဈာဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ50ဦးထက်မနည်းသေးသော ုံးခဲ့ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းတစ်ခုလုံးပြင်လင်းဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရသည်။ အရင်တိုက်ခိုက်မှုကစစ်ကွေးအကောင်50ထက်မနည်းသေဆုံးပါတယ်စစ်ကောင်စီကလက်နက်ကြီးတောက်လျှောက်ပစ်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့ဘေးကင်းရအောင်ကိုရွှေ့ပြောင်းနေတိုင်းကြားဖို့နဲ့ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့တိုက်တွန်းချင်ပါတယ်ဟုဆွဲလုကော်လန်ပြန်လွှမ်းစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုသည်အကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ရှမ်းသန့်ပစ်ခတ်လျက်ရှိသောကြောင့်ပြည်သူများအနေဖြင့်ဘေးလွတ်ရာသို့တိမ်းရှောင်နေတိုင်းကြပါရန်နဲ့ပြန်လွှမ်းစစ်ကြောင်းမှစစ်ကောင်စီဒရုန်းတိုက်ခိုက်မှုများကိုအနှောင့်အယှက်ပြုပြန်လည်တိုက်ခိုက်နိုင်ရန်နဲ့ရဲဘော်များ၏အသက်အန္တရာယ်ကိုကာဝယ်နိုင်ရန်ချမ်းမဝယ်ယူနိုင်ရေးကြိုးပမ်းလျက်ရှိသောကြောင့် င်းပြည်သူများအနေဖြင့်ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန်မြေတားရခိုင်ကြောင်းဆွေလုကလန်ပြန်လွန်စစ်ကြောင်းမှတောင်းရှိသူကဆက်လက်ပြောဆိုသည် ရခိုဆက်လက်ပြီးတော်လိုင်းအင်အားစုများပုံမပေါင်းစည်းချိတ်ဆက်ရန်စစ်အင်အားတို့ချဲ့တီဆောင်ရန်ချင်းညင်တော်တွင်ရမှုအဖွဲ့ဝင်တိုက်တွန်းဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုများအလုံးအနေဖြင့်ရခိုထက်ပေါင်းစည်းချိတ်ဆက်ပြီးတိုက်ပွဲဝင်မှသာတော်လိုင်းအမြန်ပြီးဆုံးပြီဖြစ်ကြောင်းချင်းညင်တော်တွင်ရမှုအဖွဲ့ဝင် RK ကပြောကြားခဲ့ပြီးစစ်ရေးအင်အားကိုတိဆောင်ရန်အရေးကြီးဆုံးကလန်းဖြစ်သည်ဟုတိုက်တွန်းလိုက်သည်။လက်ရှိတွင်စစ်ကောင်စီကလူငယ်များကိုစူးစမ်းတင်နန်းပေးနေပြီးစစ်အုပ်စုကလှုပ်ရှားရှိသည့်များကိုဇက်တိုက် lâu nay rằng là gong a sô đi. ထို့ကြောင့်တော်လန်အင်အားစုများဘက်ကလည်းလွတ်မြောက်ပြီးသားနေမျိုးကိုထင်ရင်နဲ့တော်လန်ရေးကိုမြင်မြန်ဆက်စံသွားနိုင်ရင်စစ်အင်အားများတိုးချဲ့ရန်လိုအပ်ကြောင်းမရာနေမျိုးအုပ်ချုပ်ရေးကောင်စီမရာလန်ကာဝေးရေးတပ်ဖွဲ့ MDC MDF တရားသူကြီးချုပ်လေးဖြစ်သူအလက်ခဲကပြောဆိုသည်လက်ရှိကာလသည်စစ်ရင်အင်အားကသာအဖြစ်ဖြစ်သောကြောင့်အင်အားကိုတည်ဆောက်ရန်အရေးကြီးသည့်ကာလဖြစ်တဲ့ကဲ့သို့နိုင်ငံတော်လုံးလက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေကမြန်မာသမိုင်း၌မရှိဘူးသည့်တော်လန်ရေးရှိချင်းတို့ရောက်ရှိနေကြောင်းပြောသည်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကချင်ပြည်နယ် ပိုင်းတိုင်းစသည့်နေရာဒေသများ၌တော်လိုင်းအရှိန်ကောင်းပြီးနေစဉ်တိုက်ပွဲများနဲ့အောင်မြင်မှုများပိုရနေတယ်လို့၎င်းကသုံးသပ်သည်။ဒီထက်မကလည်းအောင်မြင်နိုင်ပါတယ်။မြ мян ဆန်ဆန်နဲ့တော်လင်းပြီးစေးနိုင်မှုဆိုကျွန်တော်တို့တော်လင်းရင်အင်အားစုတွေအန်ယူဂျီရဲ့ပါဝင်ပေါင်းစည်းနိုင်မှုတိတက်တိုင်းရင်းသား EOS တွေနဲ့ PDF တွေနဲ့ CDF တွေနဲ့တော်လိုင်းအင်အားစုတွေကြားမှာဒီထက်မကကောင်းမွန်တဲ့နိုင်ငံရေးစည်ရေးချိတ်ဆက်မှုတွေလုပ်ပြီးတော့မှဆက်လက်ချိတ်တက်သွားတဲ့မှာတွေဟုချင်းညီနောင်အတွင်းရေးမှုအဖွဲ့ဝင်ကပြောသည် CDF မင်းတက်စစ်ဦးစီးချုပ်စလိုင်းတန်းချွန်ဖေကလည်းစက်ကောင်စီကိုပြင်လဲတော်လန်မီဆိုပါကအင်အားရှိအောင်တိဆောက်စုဖွဲ့လေ့ကျင့်ရမည်ဖြစ်ကြောင်းထို့မှသာလူချင်းသည့်ပန်းနိုင်ကိုရောက်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်စလိုင်းတန်းကျွန်းပေသည်ချင်းဒေသကာကွယ်ရေးတပ် CDF မင်းတပ်စုဦးစီးချုပ်ဖြစ်သည်လို့ချင်းညီနောင်စည်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သည် ကျွန်တော်တို့ကအာသာပြေစကလုံးတွေပဲပြောပြီးတော့ဟိုတီပက်တီစုဖွဲ့လေ့ကျင့်မှုမရှိပဲအဖြစ်ပဲတော်လိုင်းလုံနေရင်တော့ကျွန်တော်တို့ဘယ်တော့မှအောင်မြင်မှုရှာနိုင်မှာမဟုတ်ပါဘူးဗျ။ဒါကြောင့်ကျွန်တော်တို့အကျန်းဖက်စကောင်းစီကိုပြန်ပြီးတော့တုံ့ပြန်မယ်ညိန်မခံဘူး။ သူ့ကိုပြန်ပြီးတော့မှခုခံတော်လှန်မယ်ဆိုရင်တော့ကျွန်တော်တို့အင်အားရှိအောင်တိစောက်ရမယ်စုဖွဲ့လေ့ကျင့်ရမယ်အဲ့ဒါမှကျွန်တော်တို့လူချင်းနဲ့ပန်းနိုင်ကိုရှောင်နိုင်မယ်လို့ပြောလိုပါတယ်ဟုစလိုင်းထန်းကျွန်းဘေးကဆွန်လာ၁၂ရက်ကကျင်းပသည့် CDF မင်းတဲအခြေခံစစ်တပ်နဲ့ဆင်မွေးနိုင်ပြောကြားသည်ချင်းညင်တော်အတွင်ရေမှုအဖွဲ့ဝင်အလက်ခဲကလည်းတော်လင်းအချိန်မြင်လာတဲ့နဲ့အမြစစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းပြည်သူ့ဘက်ပါဝင်ပြီး CDM ပြုလုပ်ကြရန်တိုက်တွန်းနေနေဦးတော်လင်း၄နှစ်ကျော်လာတဲ့နဲ့အမြတပ်ဖက်တွင်ပြည်သူများအတွက်အင်မတန်ခက်ခဲသည့်စိန်ခေါ်မှုများကျမ်းမာရေးပညာရေးပြည်သူဝန်ဆောင်မှုစိ ိန်ခေါ်မှုများစီးပွားရေးကြဆင်းမှုနှင့်အလောက်ကန်အခွင့်အလမ်းကင်းမဲ့မှုများကြုံနေရသည်ထို့သောရခုတိုက်ပွဲဝင်နေသည့်တော်လန်ရည်သည့်ရေရှည်အတွက်တိုက်ပွဲဝင်နေခြင်းဖြစ်၍တီးခန့်ပေးရန်အလခဲကမြစ်တာရက်ခန့်သည် ဒီထဲမှာကအမြန်ဆုံးတော်လိုင်းအဆုံးသတ်နိုင်မှုရန်အတွက်ပြည်သူတွေအနေနဲ့လည်းတက်နိုင်တဲ့ဘက်ကနေတနင်္တလန်အဖြစ်ပါဝင်ပေးကြဖို့စိတ်ဓာတ်မကြဖို့ဒီတော်လိုင်းရေးကဆက်လက်အောင်မြင်နေတဲ့တရက်တပီးတရက်အနေနဲ့အများတိုက်ပွဲအောင်မြင်မှုပါရှိနေတဲ့ဆိုတဲ့ဟာကိုသတင်းစကားပါလိုပါတယ်ဟုချင်းညိနာအတွင်းမှုအဖွဲ့ဝင်ကပြောသည်ထို့ကြောင့်ပြည်သူများကဆက်လက်တီးခံပြီးတော်လိုင်းရေး၌တက်နိုင်သည့်ဘက်ကပါဝင်ပေးကြရန်လည်း၎င်းကမြစ်တာရက်ခံခဲ့သည်ချင်းညိနာအနေဖြင့်တခုရဲသောတမရော်အဖြစ်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းနေပြီးနေပြည်တော်ကာကွယ်ရေးချင်းပြည်စစ်ကောင်စီက င်းစင်ရေးမြန်မာတနိုင်ငံလုံးဆက်အနာရှင်စနစ်ခြုံငင်းပြီး Federal Democracy ပြည်တော်စုတည်ဆောင်နိုင်ရေးဆက်လက်လှုပ်ဆောင်သွားမျိုးအသည့်ပေသည်ချင်းညီနောင်နှင့်မဟာမိတ်များသည့်ကျင်းတွင်မတူပြီးမင်တက်ကမ်ပလန့်နှင့်ဖလန်မြို့များကိုတင်ပိုက်ထားသည်